ုံးတကောအကြီးဆုံးဘီရင်ကိုပြောပါဆိုကျွန်တော်တို့အားလုံးဟာဒုတိယမြန်မာနိုင်ငံတော်ကျွန်တော်တို့ရဲ့ second မြန်မာ empire တည်ထောင်တဲ့ဆင်ပြူများရှင်ဘရင်တော်မင်းတရားကြီးကိုပဲပြောရမှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကဒုတိယမြန်မာနိုင်ငံတော်နဲ့ပတ်သက်ပြီးပြောရင်ဆင်ပြူများရှင်ဘရင်တော်မင်းတရားကြီးပဲပြောတာတကယ်တကယ်ဒုတိယမြန်မာနိုင်ငံတော်ကနဦးတည်ထောင်တဲ့သူတွေထဲမှာပထမဦးဆုံးတောင်ငူရွှေနှောင်းစတည်ထောင်တာကတော့မင်းကြီးညိုဖြစ်တယ်။ပြီးရင်တော့မင်းကြီးညိုရဲ့သားတော်တပင်ရွှေထီမင်းတရားရွှေထီလက်ထက်မှာလည်းမြန်မာတွေရဲ့ဖုံးလယုံအာဏာဟာ ကျယ်ပြန့်ခဲ့တာဖြစ်တယ်ပြီးတော့မှကျယ်ပြန့်သွားတဲ့ဒီနိုင်ငံကနေပြီးတော့အကြောင်းအကြောင်းကြောင့်เนาะကျွန်တော်တို့စီးလုံးမှုပြတ်ပြားသွားတဲ့အချိန်မှာဒုတိယမြန်မာနိုင်ငံတော်ဆိုပြီးပြ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 ဖြစ်လာအောင်ကိုတော့ဒါစင်ဖြူများရှင်ဘင်းတော်ဝင်းတရားကြီးဟာစူးစီးပြီးတော့တည်ထောင်တော်မူတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုဆွေးနွေးမှာကဒီမင်းတရားရွှေထီအကြောင်းပဲမင်းတရားရွှေထီကအလွန်အောင်းအောဖို့ကောင်းတယ်သူအသက်16နှစ်မှာတောင်ငူရွှေနှောင်းကိုတိမ်မြန်ပြီးတော့စိုးစံတယ်အသက်16နှစ်မှာဘယင်ဖြစ်တယ် ဲ့တော့အသက်14နှစ်နဲ့မြန်မာရာစုမှာဘီရင်ဖြစ်တဲ့ဘီရင်တွေကတိတ်အများကြီးမရှိဘူးအဲ့တော့မီဒီယာရွှေထီးကအသက်14နှစ်မှာထိနှောင်ရပြီးတဲ့အခါမှာအသက်16နှစ်ပေါ့ထိနှောင်ဆိုးဆံပြီး2နှစ်အကြာမှာ16နှစ်ဝန်းကျင်လောက်မှာနာထွေးမင်္ဂလာမပြုတ်လို့ရသေးဘူးသူကငယ်ငယ်နဲ့ထိနှမ်းရတဲ့အတွက်နာထွေးမင်္ဂလာပြုတ်လို့ဖို့အတွက်စဉ်းစားတဲ့အခါမှာဘယ်မှာလုပ်ကြမလဲဆိုတော့ညီလာခံမှာမီဒီယာရွှေထီးကဘလို့မိတ်နေဆိုတော့ကျွန်တော်တို့အဲ့ဒီခစ်ကတောင်ငူထိနှမ်းမှာသူဆိုးဆံနေတဲ့အချိန်မှာတောင်ငူနဲ့ခစ်ပြိုင်ပရင်နေရှိတယ် ်ပထမအဦးဆုံးတောင်ကုန်းနဲ့အနီးဆုံးကတော့ကျွန်တော်တို့ကဘကိုးဟန်တာဝတီဖြစ်တယ်အဲ့တော့ဘကိုးဟန်တာဝတီထီးနှံမှာသူ့ရှင်တကာရွက်ပြီဆိုတော့ဘရင်ကစိုးစံတယ်မွန်ဘရင်မင်းမြတ်ဖြစ်တယ် experience အလွန်မြင့်မားတဲ့ဘရင်တစ်ပါးဖြစ်တယ်ပြီးမှဆိုရင်ပြေးပြင်းမင်းကောင်ဆိုတာရှိတယ်အဲ့မရခိုင်မှာလည်းရခိုင်ပြည်နေရှိတယ်အဲ့ဒီပြည်နေအလုံးကမင်းတရားရွှေထီးရဲ့အဖေရွယ်အဖိုးရွယ်တွေကြီးပဲအဲ့တော့ဟိုမင်းကြီးညိုနေရွာဆံပြီးတဲ့နောက်မှာ သူတို့ရဲ့သားအရွယ်လောက်ရှိတယ်သူတို့မြီးအရွယ်လောက်ရှိတယ်ဒီဗင်ရွှေတီထင်းတန်းတက်လာတဲ့အချိန်မှာ DBN ကမခန့်ဘူးပေါ့နော်ဘာမှမခန့်ညားကြဘူးဒါကြောင့်မင်းတရားရွှေတီကသူ့ရဲ့ personal brand ကိုသူစတီဆောက်တဲ့ပုံစံကရန်သူနယ်မြေဖြစ်တဲ့ပဲခူးရွှေမော်တော်ဖျားဟန်သာရီရွှေမော်တော်ဖျားမှာနားထွင်းမင်္ဂလာလုပ်မယ်လို့ညီလာခံမှာမိတ်အမတ်တွေအားလုံးဟာကနေဟင်ကနေဖြစ်တော့အဲ့ဒါရန်သူနယ်မြေဖြစ်တဲ့အရှင်မင်းတရားအန်ရဲ့အလွန်များပါတယ်ဟန်သာရီပြည့်ရှင်သူ့ရှင်တကာရွက်ပြီးဟာ အလွန်တိုက်ရိုက်ခိုက်ကောင်းတယ်သူ့ရဲ့အမတ်ကြီးနှစ်ပါးဖြစ်တဲ့ဗညာလုံးနဲ့ဗညာကျန်ဆိုတာတိုက်ရိုက်ခိုက်အလွန်ကောင်းတခုရှိတာအဲ့ဒီခက်ကကျွန်တော်ဒီဘကိုးရွှေမတော်ဖရာဟာဘကိုးမြို့ထဲမှာမရှိဘူးဟန်တာရီမြို့ပြင်မှာရှိအခုကျွန်တော်တို့တွေ့နေရတဲ့ရွှေမတော်ဖရာဒီဟန်ဘကိုးမြို့ထဲရောက်နေတယ်ဆိုတာအခုဘကိုးမြို့တက်ကဟန်တာရီမြို့တက်ကစင်ဖြူများရှင်ဘင်းတော်မင်းတရားကြီးလက်ထက်မှာကမောဇာတာဒီနန်းတော်ရံနဲ့ပြန်တိဆောက်ထားတဲ့အချိန်မှာမြို့ထဲထည့်လိုက်တာဒီမိုးမီနေလက်ထက်ကဒီကျွန်တော်တို့ဒီရွှေမတော်ဖရာဘကိုးမြို့ပြင်မှာရှိဆိုတော့ဘလို့ပဲဖြစ်ဖြစ် ဒါရန်သူနယ်မြေဖြစ်တယ်မသွားတင်ဘူးဘယ်သူမှမထောက်ခံအဲ့ဒီအချိန်မှာကြော်ထင်တော်ထားဘင်းအောင်ပွဲမရသေးဘူးပေါ့နော်ကြော်ထင်တော်ထားကျွန်တော်မျိုးတာဝန်ယူပါတယ်ဒါပေမဲ့နားထွေးမင်္ဂလာသွားလုပ်တယ်ဘာဖြစ်လို့လဲဒီနားထွေးမင်္ဂလာအောင်မြင်သွားရင်ဒဗင်ရွှေတိရဲ့ personal brand အများကြီးမြင်သွားမှာဟာဘင်းနေရန်သူနယ်မြေတဲ့အထိသွားပြီးတော့နားထွေးမင်္ဂလာလုပ်တယ်၁၄နှစ်၁၅နှစ်၁၆နှစ်ဘင်းလေးကနည်းနည်းရရမဟုတ်ဘူးအကောင်းဆုံး personal brand တည်ဆောက်နိုင်ဒါအလွန်အခွင့်အရေးပဲတို့လား မီဒီယာဒပင်ရွှေတီးကဘလောက်နော်တခါတော့ marketing ဘလောက်နားလဲလဲဆိုတော့နော်ဆိုတော့ဒါပေမဲ့ရန်သူနယ်မြေတွေသွားมาဖြစ်တဲ့အတွက်နေနေရသူတွေနဲ့သွားလို့တော့မရပထမတစ်ချက်အရှင်မင်းဒရာကြီးစင်စီလို့မရဘူးမြင်းနဲ့သွားมาရဟုတ်ကဲ့ကတော့ဗျာချမ်းသာတဲ့သူတွေကစင်စီတာစင်နဲ့သွားလို့မရဘာဖြစ်လို့လဲရန်သူနယ်မြေတွေသွားมาမြန်မြန်သွားမြန်မြန်နားထွင်းမြန်မြန်ပြန်ရမယ်စင်ဆိုတာနေတုံနေတုံနဲ့သွားမယ်စစ်တိုက်ရင်တော့ကောင်းတာပေါ့အခုစစ်တိုက်မှာမဟုတ်ဘူးဒါကြောင့်မြင်းနဲ့ပဲသွားပြီးရင်လဲထုံထုံအားငဒူတွေနဲ့သွားလို့မရဘူးเนาะ လက်ရွေးစတရေကောင်း900ကိုရွေးချယ်ရမယ်ရန်သူနယ်မြေတွေသွားမှဖြစ်တတိရှိရမယ်လင်းမြန်ရမယ်ဖြက်လိုက်ရမယ်ထုံနေအာနေထိုင်းနေမိုင်းနေခံရမယ်အဲ့တော့လင်းမြန်ဖြက်လိုက်တဲ့လက်ရွေးစတရေကောင်း900လို့တယ်အဲ့တော့ကျွန်တော်မျိုးကြီး selection process ပေါ့ကျွန်တော်ရွေးချယ်မှုကျွန်တော်မျိုးလုပ်မယ်ဟုတ်ပြီအဲ့တော့ကျော်ထင်တော်တာဒီ project ကိုတာဝန်ယူစီဒီခါတဲ့မင်းတရားရွှေတရားဘေးနောင် ကျော်ထင်တော်ထားပေါ့နော်ဘင်းတော်တော့မဖြစ်သေးဘူးပေါ့အဲ့ဒီမှာကျော်ထင်တော်ထားကိုဘင်းတော်မင်းတရားကြီးဖြစ်လာမယ်ကျော်ထင်တော်ထားကိုတာဝန်ပေးလိုက်အဲ့တော့ဘာလုပ်လဲ selection process တော့တမိုင်းမှာအားလုံးတည်တယ်လက်သေးကြားမှာ SI ပြီးတော့2နှစ်ရိုက်တဲ့ရွေးချယ်မှု process ကိုကျော်ထင်တော်ထားဥစားမိလို့အဲ့ဒီခေတ်ကဘင်းတွေကိုချစ်ကြဟာတခါတည်းတောင်ငူမြို့သူမြို့သားတွေကအဲ့ဒီပွဲကြီးကိုလိုက်ချင်လွန်းလို့မြို့ရိုးပြင်မှာစောင့်နေကြလူတွေကအများကြီးပဲလိုတာ900လာတာ9000လောက်ဖြစ်နေဒါပေမဲ့ကျော်ထင်တော်ထားဘာပြောလဲဆိုတော့ဘသူမဆို့ မင်းတရားရွှေထီးနဲ့ဘလောက်ရင်းနှီးတဲ့ PA ပဲဖြစ်ဖြစ် PSO ပဲဖြစ်ဖြစ်ဘလောက်ရင်းနှီးတဲ့အတွင်းရင်းမှုပဲဖြစ်ဖြစ်ဒီလက်သေးကြမှာ aside တဲ့ selection process ကိုရွေးချယ်ခံရမှာဒီနားထွင်းမင်္ဂလာကိုလိုက်ခွင့်ရှိမယ်ဆိုတာဒီစီကောင်ချမှတ်တယ်ပထမအဆုံးလက်သေးကြမှာ aside တာကိုခံတာဘင်းနောင်မင်းတရားကြီးပဲကြော်ထင်တော်တာပဲဘင်းနောင်တော့မဖြစ်သေးဘူးနော်ကြော်ထင်တော်တာသူကိုယ်တိုင်လက်သေးကြမှာ aside တဲ့တူနဲ့ရိုက်တယ်မနောက်မတွန်းသူကိုယ်တိုင်ရွေးချယ်ခံတယ်ခေါင်းဆောင်ဆိုတာဥပမာပြပြီးတော့လူတွေကိုခေါင်းဆောင်နိုင်အောင်နောက်လူတွေလာပဲနောက်တစ်ယောက်နောက်တစ်ယောက်နောက်တစ်ယောက် မတော်တဆတွန့်သွားတယ်ပယ်တယ်အဲ့ဒီအချိန်မှာဘာလုပ်လဲဆိုတော့ဗလရဲထင်ဆိုတာရှိတယ်အဲ့ဒီဗလရဲထင်ဆိုတာဒါမင်းတရားရွှေထီးရဲ့ PA ပဲပေါ့အတွင်းရင်မှုပဲသူ့အလွန်ချစ်တဲ့ငယ်ဂျုံကြီးဖြစ်တယ်ဗလရဲထင်ကသူ့သခင်ဘလောက်ထိချစ်လဲဆိုတော့မင်းတရားရွှေထီးဆက်တော်ခေါ်တဲ့အချိန်အစပြီးဗရန်မြားကြောက်စီတာကိုထမ်းပြီးသူ့သခင်ကိုတညာလုံးစောင့်တာမနေ့မင်းတရားရွှေထီး no မှာသူအိတ်တာအဲ့လောက်ထိသူ့သခင်ကိုသူချစ်တယ်ဒီဘွယ်သူလည်းလိုက်ချင်တာပေါ့ဒါပေမဲ့ဘလောက်ရင်းနေတဲ့သူပဲဖြစ်ဖြစ်ဒီရွေးချယ်မှုကိုရွေးချယ်ခံမှဒီဘွယ်ကိုလိုက်ရမယ်ဆိုတော့ဗလရဲထင်ကလည်းမပါလို့လေရွေးချယ်ခံရတယ် အဲ့မှာဗလာရဲချင်းလက်သေးကြောက်အက်ဆိုက်ပြီးတူနစ်ရိုက်တဲ့ချိန်မှာတွန့်သွားတယ်မတိမတာနောက်တွန့်သွားတဲ့အတွက်ပယ်ခံထိအဲ့ဒါကိုမြင်ရတဲ့မင်းတရားရွှေထိကဒီဘက်ဘေးကနေကြည်နေတော့ငါရဲ့ငယ်ကြုံကြီးဗလာရဲထင်ရလက်တွန့်ရတဲ့တဲ့လားกว่าရေပွဲဖွဲ့တယ်လို့ပြောတယ်တမိုင်းမှာရေပွဲဖွဲ့တော့ရေတာပေါ့ဗျာအဲ့ဒါကိုဗလာရဲထင်ရရှက်ပြီးတော့သူ့ကားမှာ site ဒီထိုးထားတဲ့ဓမြောင်ထုတ်ဘိုက်ကိုစွန့်ခနဲ့ဆွဲတာဘိုက်က ဥတွေထွက်လာအဲ့ဒီဥစားကိုကြောက်ထွန်းတော့ထားလက်ထဲထည့်ပြီးတော့ဥတဆုံးပြတာဥလဲဆုံးဘိုင်းကနေလဲကြပြီးသူလဲသိတာရှက်သွားတာအဲ့ဒါကိုကြည့်ပြီးတော့မင်းတရားရွှေတရားဘလို့မိတ်နေဆိုငါရဲ့ငဲကြွန်ကြီးဗလာရဲထင်ကမိုက်ကာမိုက်ဤတတ္တိကမရှိမိုက်တာနဲ့တတ္တိရှိတာမတူဘူး personal brand တိဆောက်တယ်ကိုဖြစ်ချင်တဲ့အရာတစ်ခုဖြစ်အောင်လောကကြီးကိုတင်ပြတယ်တတ္တိရှိရှိတင်ပြဖို့လိုတယ်မိုက်ယူရဲတင်ပြလို့တော့မရဘူး ဘဝမှာကိုမဖြစ်တဲ့ကိုမှန်းထားတာတွေမဖြစ်တဲ့အခါတချို့လူငယ်တွေက my usn နဲ့တုံ့ပြန်မှုတွေလောကကြီးကိုတုံ့ပြန်ပြီး personal brand တိဆောက်ရင်ကို personal brand ကတိဆောက်တာဒါပေမဲ့ပြတ်သွားတတ်တယ်တိဆောက်တာနေဖြတ်တာဖြစ်သွားတတ်တယ်တတိရှိရှိတော့လှုပ်ဖို့လိုတယ်လှုပ်တင်လှုပ်ထိုက်တဲ့အရာကို personal brand တိဆောက်တဲ့အခါမှာတတိရှိရှိတော့လှုပ်ဖို့လိုဒါကြောင့်ဒီလက်ရွေးစင်တဲကောင်း9ရောက်ရတဲ့အချိန်မှာတော့မြန်မြန်ပြောရမယ်ဆိုရင်တော့မင်းတရားရွှေထီးဟာသူ့ရဲ့ဒီတမိုင်းမှာအလွန်နာမည်ကြီးတယ်တကဘာလုံးကလည်းအံ့ဩရတဲ့ ကမ္ဘာတပိုင်းမှာလည်းနာမည်ကြီးတဲ့နာထရီမင်္ဂလာရန်သူနယ်မြေတွေကိုရဲရဲဝင်ဝင်ရောက်လုတ်ကန်ပြီးအောင်မြင်ခဲ့တယ်။အဲ့ဒီအချိန်မှာသူ့ရဲ့ personal brand ကလည်း media ရွှေထီရဲ့ personal brand ကလည်းမြင်မာလာတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့မှာ media ရွှေထီဗလာရဲထင်ဘရင်တော်မင်းတရားကြီးတို့စီကနေ personal brand တိဆောက်တဲ့မဟာပြူအောင်မြန်မာကမြန်မာတွေဆက်တင်တာအနောက်တိုင်းကကျွန်တော်တို့တင်တာမဟုတ်ဘူး။ဒါကြောင့်လူချင်းမတို့အနေနဲ့ကိုယ့်ရဲ့ personal branding တိဆောက်ဖို့အတွက်အတွေးအစတွေ မယူရဲမဆန်တဲ့တတ်တိရှိဖို့လိုတယ်ဆိုတာလေးကိုရရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်။အဲ့တော့ဒီအစီအစဉ်ကိုကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်ငါးကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်။ကျွန်တော်အစီအစဉ်လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးပါ။အဲ့ဒီမှာငါအိတ်ထဲကငါးဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အောင်မြင်ခြင်းလက်ဆောင်မေတ္တာအားသာချက် တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့အမှုပညာမြောက်စွာဟောပြောခြင်းနဲ့မြန်မာနီးမြမဟန်မားကတ်တင်စောင်းငါးဦးကိုငါးဦးကိုကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအိမ်နိုင်ရာရောက်ပေးဖို့ပေးမှာဖြစ်တယ်။တန်တန်တက်ချင်တဲ့သူတွေကကျွန်တော်တလောက်တန်တန်တမျိုးပဲဖွင့်တယ်။အခုလာမယ်ကျွန်တော်တို့၃လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့ personal branding တန်တန်ဖြစ်တယ်။အဲ့တော့မြန်မာရဲ့ personal brand ကို my US မဆန်ဘဲနဲ့တတ်တည်ရှိရှိစနစ်တကျ တိဆောက်အောင်မြင်နိုင်မှုတော့ဒီသင်တန်းမှာလေ့လာကြမယ်။ online သင်တန်းဒီအခုလာမယ် March လ25ရက်နေ့3လပိုင်း25ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ်။ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်ဘယ် data မှမစိုးတက်နိုင်နဲ့။အပြင်လူတွေသင်တန်းကတော့3လပိုင်း29 30 Senator နေ့ရက်မှာမနေ့ Center ရက်နေ့ညနေ6နာရီထိရန်ကုန်မြို့တောင်ဝင်း Center 3လမှာရှိတယ်။ကျွန်တော်ရဲ့ Amlo သင်တန်းကျောင်းမှာကျွန်တော်ရဲ့နေ့ရက် အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံတက်ရောက်မှာဖြစ်တယ်။အဲ့တော့ online မှာတက်ချင်တက်ချင်အပြင်မှာတက်ချင်တက်ချင်လူချင်းတို့ရဲ့နာမည်ရဖုန်းနံပါတ်ရကောမမမကြီးနဲ့ message မှာရေးထားပေးပါ messenger မှာရေးထားပေးပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ် online ကပထမဦးဆုံးအယောက်တရာအပြင်ကပထမဦးဆုံးအယောက်30ကို20% discount ကျွန်တော်တို့ဆက်ပေးထားပါတယ်အဲ့ဒီတင်တန်းဒီဘာတွေတင်ပါလဲ personal branding တင်တန်းလို့ဆိုတာ ਨੇ ညီ personality development လို့ခေါ်တယ်ကိုယ်ယူကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုပါမယ် personal development plan လို့ခေါ်တဲ့တကူရေဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနဲ့ personal branding online ရောအပြင်ရောမိမိရဲ့ personal brand တည်ဆောက်မှုကိုကျွန်တော်နဲ့အတူမဟာဗျူဟာနီးဗျူဟာတွေကိုလေ့လာသင်ယူကြမှာဖြစ်ပါတယ်။သင်ကြားမဲ့ပုံစံကတော့ online သင်တန်းနေသင်တန်းစတင်မဲ့ March 25ရက်နေ့ကနေစတင်ပြီးနေ့စဉ် recorded video တွေကို group ထဲမှာတင်ပေးမယ် Facebook Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram မှာလည်းပြန်တင်ပေးမယ် live lecture ဒီအပတ်စဉ်တင်လာနေည8:00နာရီတိုင်း zoom ကနေရင်းနှီးချစ်ခင်စွာကျွန်တော်နဲ့တွေ့ဆုံပြီးတက်ရောက်มาဖြစ်တယ်။တစ်ခါတင်3နိုင်လောက်ကြာမိကုန်းနိုင်ဝင်ဖြည့်ပေးတယ်။အဲ့တော့တင်းတက်နေရင်လည်း group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်။ Zoom မတက်နိုင်တဲ့သူတွေလည်းနောက်ရမှာ record ပြန်တင်ပေးမယ်။ဒါ online အတွက်အပြင်ကတော့29 30မှာ Darwin Center မှာရှိတဲ့ ML Institute မှာ Unity Chicken ဆိုတာတွေ့ဆုံကြပါမယ်။ဒါကြောင့်မြန်မာနှစ်သစ်မှာမိတို့ရဲ့ personal branding ကိုမြင့်တင်ပြီးတော့အောင်မြင်မှုတည်ဆောက်နိုင်မှုအတွက် personal branding တနက်မှာ Unity Chicken ဆိုတာတွေ့ဆုံကြပါစို့။ We must work together. We must build our nation.